အနာဂတ်မှာ volunteer ရအောင်ဘာလို့ဖို့လိုအမလင်းဆိုတာရှာမယ်ကိုအကြံပြုလိုက်တဲ့ Rivaldo ပရိသတ်များရှင်ဘရာဇီးကန်ဝင်ကစားမဟောင်းဖြစ်တဲ့ Rivaldo ကလမိုင်းရမယ်အနေနဲ့ volunteer ဆူရဖို့အတွက်ဆိုရင်တော့ Cristiano Ronaldo နဲ့ Messi တို့လို twin goal တွေဂိုးဖန်တီးမှုတွေပိုရအောင်လုပ်ဖို့ပြောဆိုအကြံပေးလာပါတယ်။ဒါအပြင် Rivaldo ကရမယ်ရဲ့အရေးချင်းကိုချီးကျူးခဲ့ပြီးတော့လာမယ့်နှစ်မှာဒီဆုကိုရနိုင်တယ်လို့ဝန်ခံပြောဆိုခဲ့ပါတယ်။2025ခုနှစ် volunteer ဆူပေးပွဲမှာရမယ်က ။ Osman Dembele ရဲ့အနောက်ဒုတိယနေရာနဲ့သာချိန်နှိုင်းခဲ့ရတာဖြစ်ပါတယ်။အသက်၁၈နှစ်အရွယ်သာရှိသေးတဲ့အရာမဲကပြီးခဲ့တဲ့ရာသီကဘာစီလိုနာအသင်းနဲ့အတူတိုင်ဝင်းစုံ55ပွဲမှာ18ဂိုးသွင်းယူပြီးတော့25ဂိုးဖန်တီးပေးခဲ့ပြီးပြင်းရင်ဖလား၃လုံးစလုံးကိုရယူနိုင်ခဲ့တဲ့စွမ်းဆောင်ရည်ကောင်းနေကြောင်းဒီစုအတွက်အရေးပဲအစားဆုံးတွေကတူဖြစ်ခဲ့ပါတယ်။အဆုံးသက်မှာတော့သူရဲ့ထူးခြားပြောင်မြောက်တဲ့စွမ်းရည်တွေအတွက် ကိုပါစုကိုဒုတိယအကြိမ်မြောက်စုခူးနိုင်ခဲ့ပြီးတော့ဒီစုကိုနှစ်ကြိမ်ရဘူးတဲ့တူးရဲသောကစားသမားဖြစ်လာခဲ့ပေမဲ့လည်း volunteer စုနဲ့တော့လွဲချော်ခဲ့ပါတယ်။ဒါပေမဲ့လည်းရှာမဲကအနာဂတ်မှာ volunteer စုကိုရရှိနိုင်လိမ့်မယ်လို့1999ခုနှစ် volunteer စုရှင်ဖြစ်တဲ့ဘာစီလိုနာတိုင်းစစ်မှုဟောင်း Rivedo အပါအဝင်လူတော်များကချုပ်တင်ခံမှန်းထားကြပါတယ်။ ရီဗက်ဒိုကရှာမန်နေနဲ့ volunteer စုရဖို့ဘာရီပိုလောက်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လမိုင်းမှာလာမယ့်နေ့ volunteer စုကိုစုခူးဖို့လိုအပ်တဲ့အရေးချင်းတွေအကုန်လုံးရှိရလို့ကျွန်တော်ထင်ပါတယ်။ဒီရာသီမှာသူကပြီးခဲ့တဲ့နှစ်ထက်တောင်မှပို့ပြီးတော့ထင်ရှားကြော်ကြားလာလိမ့်မယ်လို့ထင်ပါတယ်။ဒါပေမဲ့ သူကစားတဲ့ပုံစံကိုကြည့်ရမယ်ဆိုရင်သူကဂိုးရီအများကြီးတွင်းယူနိုင်ပြီးဂိုးဖန်တီးမှုတွေအများကြီးပေးနိုင်မှ volunteer ကိုရနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။သူကစားခဲ့တဲ့ပုံစံကြောင့်ကြီးပဲမဟုတ်ပါဘူး။ Cristiano Ronaldo နဲ့ Messi တို့လိုပေါ့ဆိုပြီးတော့ပြောဆိုခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီတို့က19နှစ်နီးပါးလောက်အထိ volunteer စုကို2ရောက်ပေါင်း73ချိန်ရယူထားပြီးတော့လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ပေါ်တူဂီသားရော်နယ်ဒိုကစု9ချိန်ရရှိထားပြီးတော့အာဇန်တီးနားသားမက်ဆီကတော့10ချိန်နဲ့7ချိန်တင်ထားတဲ့သူဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ2008ခုနှစ်ကနေ2019ခုနှစ်ကြာဆယ်နှစ်တာကာလလုံးဒီစုကိုအလဲကျတလဲစီယူခဲ့ကြပြီးတော့ 2018ခုနှစ်ရောက်မှလူကာမိုဒရစ်ကဒီစံချိန်ကိုရပ်တန့်ခဲ့တာပါ။ဈေးဝင်စားစရာကောင်းတာကတော့ရော်နယ်ဒိုကမက်ဆီကောက2009ခုနှစ်မှာပထမဆုံးအကြိမ် Volunteer စုပေးပွဲစင်းမြင့်ပေါ်ကိုတက်ရောက်နိုင်ခဲ့ကြပြီးတော့ကာကာရဲ့နောက်မှာဒုတိယနဲ့တတိယနေရာတွေအသီးသီးရရှိခဲ့တာဖြစ်ပါတယ်။နောက်တစ်နှစ်မှာတော့ရော်နယ်ဒိုကအသက်23နှစ်အရွယ်မှာသူ့ရဲ့ပထမဆုံးဆုကိုစတင်ဆုခူးခဲ့ပါတယ်။2009ခုနှစ်မှာတော့မက်ဆီရဲ့အလဲဖြစ်ပြီးတော့အာဂျင်တီးနားကံတော်ဝင်ကအသက်22နှစ်မှာ သူရဲ့ပထမဆုံး volunteer ဆုကိုရရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရာမဲဟာအသက်၁၈နှစ်အရွယ်နဲ့တင်ဒီဆုအတွက်ကောင်းမွန်တဲ့အစာပြုမှုပြုလုပ်ထားသူဖြစ်ပြီးတော့အနာဂတ်မှာဒီဆုကိုတည်ကြပေါရရှိဖို့ရာဂိုင်နှုန်းများနေပါတယ်။ရာမဲဟာလက်ရှိရာသီအစမှာလည်း၃ဘွဲကစား၂ကိုအတွင်း၃ကိုဖန်တီးပေးထားပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါရဲ့ရှင်။